ားလုံးပဲမင်္ဂလာပါရှင်9မီလီယံ channel ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့စာရင်းစုအကားစော်ရေးသားထားတဲ့အဝိဇ္ဇာတော်တောင်ဇလန်လေးရဲ့အခန်းဆက်ဖြစ်တယ်အဝိဇ္ဇာတော်တောင်နဲ့ကျွဲပြောက်တဲ့ညဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇလန်လေးမစတင်ပြီးကျမတို့ရဲ့ channel လေးကို like and subscribe လေးနှိပ်ပေးသွားဖို့နဲ့ဇလန်သစ်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့အတွက်ဘေးနားကအချက်ပေးခေါင်းလောင်းလေးကိုလည်းနှိပ်ပေးသွားဖို့မမေ့ပါနဲ့နော် ဟုတ်ကဲ့ပါဒါဆိုရင်ဇလန်လေးကိုစတင်လိုက်ရအောင်ရှင်ညနေဘက်အချိန်ရောက်တာနဲ့ပေစီနဲ့စိတ်တလုံးတို့ကလည်းရေကန်ကြီးထဲမှာရေခတ်ဆင်းကြပါတယ်မိခါတော့တဲကလေးမှာထိုင်ပြီးတော့တဲကလေးကိုအတန်တိတ်စီးချဖို့ကြိုးစားလိုက်ပါတယ်တဲတစ်ခုလုံးကိုစီးချရတာမို့လို့အနှဲငယ်အချိန်ယူနေရပါတယ်မကြခင်မှာပဲတဲကြီးတစ်ခုလုံးကတိတ်ဆိတ်သွားပါတယ်အဲဒီခါမှာတော့အိမ်နောက်ဘေးမှာဟင်းချက်နေတဲ့အတော်သူကအိမ်ရှိကိုထွက်လာကထူးဆန်းနေတိတ်ဆိတ်သွားတယ်အရာအလုံးကတိတ်ဆိတ်သွားတယ်လို့ပဲ မိခါမှာတော့တစ်ချက်ပြုံးလိုက်မိပါတယ်။အပြင်ကနေစီးချလိုက်တာမလို့ပဝင်းကျေကအတန်တွေကိုမကြားရတော့ပါဘူး။မိခါလည်းတဲကလေးအစင်းကနေတဖြည်းဖြည်းအဝန်းအဝိုင်းကိုချဲ့ထုတ်လိုက်ကစီးဝိုင်းကိုတိုးချဲ့လိုက်ပါတယ်။ခလန်းလန်းမှာရှိနေတဲ့ယထာလန်းပေါ်ကနေယထာကြီးခုံမောင်းသွားပြီမဲ့လေမိသည့်အတန်ကိုမှမကြားရတော့ပါဘူး။မိခါလည်းအဲ့ဒီနေ့ညရောက်တဲ့အချိန်စိတ်တလုံးတို့ကိုမပြောဘဲနဲ့တိုးတိုးတိတ်တိတ်ထွက်ခွာလာခဲ့ပါတယ်။တနေ့ကုန်ကျဲချောင်းဆင်းထားတဲ့စိတ်တလုံးနဲ့ပေစီတို့ကလည်း တယောက်နဲ့တယောက်ပွေဘက်ကအိပ်ပျော်နေကြပါတယ်။မင်းရောက်လာတာမြန်သားပဲ။အိပ်ပျော်ကြီးစီကိုပြန်ရောက်တဲ့အခါမှာတော့ဒေါ်ဘိုးကလည်းမိခါကိုစီးချိုနေပါတယ်။အဲဒီနောက်မှာတော့ရမန်နင်းကြားကအတိုင်းပဲအိပ်ပေါ်တက်ကိုတက်လာခဲ့ပါတယ်။ဒေါ်ဘိုးကလည်းအခန်းကြီးအတွင်းကနေဦးစံပါကိုတွားရောက်ခေါ်ယူခဲ့ပါတယ်။ဦးစံပါကလည်းကျုံးသားခုံကြီးပေါ်မှာထိုင်ချလိုက်ပါတယ်။ဘလို့လဲမိခါမင်းကပညာတဆင့်တက်သွားတယ်ဆိုတာကိုလာပြီးတော့အစစ်စစ်ခံရတာလား။ ဒါမှမဟုတ်ပညာတွေမတက်လို့အခုကတည်းကလာပြီးတော့အရှုံးပေးတာလား။ကျမအတန်ပိတ်စည်းချတဲ့ဤကိုတက်မြောက်ခဲ့ပါပြီဆရာကြီး။ဥဆန်ဘာကလည်းအံ့ဩသွားတဲ့ပုံစံရှိပါတယ်။ကောင်းပြီလေ။တက်မြောက်ပြီဆိုတော့လေစမ်းကြည့်ရပါ့။မဘုတ်ရေခေါင်းလောက်ယူလာခဲ့။မဘုတ်ကလည်းဇပွဲကုန်တစ်ခုအပေါ်မှာတင်ထားတဲ့လက်ကင်ပါတဲ့ခေါင်းလောင်းကလေးတစ်လုံးကိုယူလာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ခေါင်းလောင်းကလေးကိုတထောင်ထောင်နဲ့တီးခတ်ပါတယ်။ကဲမိခါမင်းရဲ့ပညာကိုစမ်းသပ်ပြီးတော့ မိခကလည်းဒေါ်ဘုတ်အနီးပတ်ဝန်းကျင်ကိုလက်ညှိုးထိုးလိုက်ကာအတန်ပိတ်စည်းချထားလိုက်ပါတယ်ဒေါ်ဘုတ်ကလည်းခေါင်းလောင်းကိုတီးနေပေမဲ့ခေါင်းလောင်းတန်ကိုမကြားရပါဘူးဦးဆန်ပါကလည်းခေါင်းကြီးလိုက်ပြီးတော့မစိုးပါဘူးတတော့ဆိုရင်တော့တော်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့အပြင်စည်းချပြပါအောင်မိခကလည်းဒေါ်ဘုတ်အနီးကနေစည်းကိုဖျက်လိုက်ပါတယ်အဲ့ဒီခါမှာတော့ခေါင်းလောင်းတန်ကို အတိုင်းသားကြားနေရပါတယ်အဲ့ဒီနောက်မှာတော့ဦးဆန်ပါထိုင်နေတဲ့ထိုင်ကုန်ကိုလက်ညှိုးထိုးလိုက်ကာစည်းချလိုက်ပါတယ် အဲဒီခါမှာတော့ဦးဆန်ဘကတော့ပြေဘကနေလာနေတဲ့ခေါင်းလောင်းတန်ကိုမကြားရတော့ပါဘူးဦးဆန်ဘကလည်းကြေနက်စွာနဲ့ခေါင်းညိတ်လိုက်ကတော့ပါပြီတယ်ဒါပေမဲ့ဒီလောက်အဝန်းအဝိုင်းကိုအတန်တိတ်စီးချနိုင်ရုံလောက်နဲ့တော့နောက်တစ်စင်တက်ဖို့ဆိုတာကမဖြစ်နိုင်သေးဘူးအဲဒီခါမှာတော့မိခါကလည်းအိမ်ကြီးတစ်ခုလုံးကိုသာမကဘဲနဲ့ခြံဝိုင်းကြီးတစ်ခုလုံးကိုပါအတန်တိတ်စီးကိုအပြင်စီးအတွင်းစီးချပြလိုက်ပါတယ်အဲဒီတော့မှဦးဆန်ဘကလည်းကြေနက်သွားပါတယ်ကောင်းပြီ ဒါဆိုရင်မင်းကိုနောက်တစ်ဆင့်တိုးပြီးတော့တင်ပေးရမယ်။ဦးဆန်ပါကလည်းစပွဲပေါ်မှာတင်ထားတဲ့ညီစည်းတံကြီးကိုယူလိုက်ကဈေးစာအကြံတွေကို ခောက်ချနေပါတယ်။ဒုတိယအဆင့်ကတော့စကူလို့ခေါ်တဲ့အမင်းအာယုံကိုပိတ်ပင်တားဆီးဖို့အတွက်စီးချတဲ့နည်းပဲ။ဦးဆန်ပါကလည်းစပွဲကုံကိုလက်ညှိုးနဲ့ထောက်လိုက်ကမန္တန်တစ်ခုကိုရုပ်ဆိုလိုက်ပါတယ်။အဲ့ဒီအခါမှာတော့စပွဲကုံပေါ်မှာရှိနေတဲ့ဈေးစာအကျဉ်းကျံပြမှုတွေဟာယုတ်ကြီးကိုပြောက်ွယ်သွားပါတယ်။မင်းမြင်ပြီမဟုတ်လား။ ါကအတွင်းစည်းပေါ်တော့ဆရာကြီးဦးစံပါကလည်းမိခါကိုတစ်ချက်စိုက်ကြည့်လိုက်ပါတယ်အဲ့ဒီခါမှာတော့မိခါရဲ့နဘေးပပတ်လေးမှာမိသည့်အရာမှမမြင်ရတော့ဘဲနဲ့အဖြူရောင်ဝါတရာကြီးကိုသာမြင်ရပါတယ်ဒါကတော့အပြင်းစည်းလို့ခေါ်မှာပေါ့နော်ဆရာကြီးဟုတ်တယ်မိခါအတွင်းစည်းကလွဲပြီမဲ့အမြင်အာရုံမှာအပြင်းစည်းကအရန်ခတ်တယ်ဘာဖြစ်လို့လဲဆိုတော့သူကမင်းရဲ့ပပတ်လေးကလောကကြီးကိုမမြင်နိုင်အောင်လို့စည်းကပ်ထားရတဲ့သဘောပဲကျမနားလေပါပြီဆရာကြီး ဒီမန်နံကိုသေးသေးချာချာရုပ်ဖက်ပြီးတော့လေးလာကြက်မှတ်ပါဥဆန်ဘာကလည်းမိခါကိုမန်နံတကူတင် जा ပေးပါတယ်မိခါကလည်းအဲ့ဒီမန်နံကိုရုပ်ဖက်လိုက်ပြီးရဲ့နောက်မှာတော့လက်ဖြံမှာဝတ်ဆင်ထားတဲ့လက်ကောက်ကိုလက်နဲ့တောက်လိုက်တဲ့အခါမှာတော့လက်ကောက်တကွင်းမှာပျောက်ချင်းမလားပျောက်သွားပါတယ်တပံဒေါ်ဘုတ်ကိုလက်ညှိုးထိုးပြီးတော့မန်နံကိုယူဆူလိုက်တဲ့အခါမှာတော့ဒေါ်ဘုတ်ကလည်းမြင်ဝင်ကနေပျောက်ွယ်သွားပါတယ်မိခါမှာတော့တက်ခိခိနဲ့ရီမောကရုပ်ကိုဖြောက်လာတာတိတ်ပြီးတော့ပျော့စရာကောင်းတာပဲမိခါကလည်းအမျိုးမျိုးလေးကြည့်နေပါတယ် ကဲမင်းပြန်တော့ခုနှစ်ရက်မပြည့်ခင်ဒီကိုပြန်လာခဲ့ခုနှစ်ရက်တောင်မဟုတ်ဘူးဆရာကြီးရေမနေ့ပြန်ကိုပြန်လာခဲ့ပါမယ်မိခါကလည်းပြောပြောဆိုဆိုနဲ့အိမ်ပေါ်ကနေဆင်းသွားပါတယ်လေကားအတက်စင်းနေရမှာတော့တိုင်ကက်ချိန်သည်နိုင်ကြီးတလုံးကိုတွေ့ရကနိုင်ကြီးမှရက်တက်နေရကိုတွေ့ရပါတယ်မိခါကလည်းခေါင်းကုပ်လိုက်ပြီးတော့နိုင်ကရက်နေတော့ဘယ်အလုပ်ဖြစ်ပါမလဲအဲ့လိုရေးရွပြီးတော့အိမ်ပေါ်ကနေဆင်းသွားပါတယ်ဒေါ်ဘုတ်ကလည်းပြုံးလျက်ဦးစံပါအနီးကိုတိုးကပ်လာပြီးတော့ ဒီကလေးမကညံကောင်းတယ်လို့ပြောရမယ်နော်ဆရာကြီးတရက်လောက်သင်ပေးလိုက်တာနဲ့ဒီလောက်ထိတက်တာသူ့ရဲ့ပါရမီထူးတယ်လို့ပြောရမလားအဲ့ဒီခါမှာတော့ဦးဆန်ပါကတစ်ချက်မဲလိုက်ပါတယ်ကျုပ်ကတော့ဒီကလေးကိုစိုးရိမ်ပြီးတယ်မဟုတ်ဘူးဒီပညာတွေကိုကျုပ်ကနှစ်ပေါက်အောင်လေ့ကျင့်ခဲ့ရပြီမဲ့သူကတနေ့တရက်ထင်းနဲ့တက်မြောက်ခဲ့တယ်ဆိုတော့ဒီကလေးဟာတစ်ချိန်ကြာရင်အစွမ်းထက်တဲ့လူတူကျင်းတည်ဖြစ်လာမှာပဲအစွမ်းထက်တာမကောင်းဘူးလားဆရာကြီးရဲ့လူစွမ်းကောင်းပေါ်လာရင် လောကကြီးပျက်စီးတတ်တယ်တဲ့ဘတ်ဘုံရဲ့လူတွေအကုန်လုံးကမစွမ်းတဲ့အခါကျမှသူတို့စားဖို့နေဖို့ကလွဲရင်တခြားအရာကိုမတွေးမိဘူးမဟုတ်လားဒီကဘာကြီးအခုလိုပျက်စီးရိုရွင်းနေရတာလည်းလူတွေစွမ်းလာလို့ပဲဥစံပါရဲ့ဇကားကိုမဘုတ်ကလည်းနားမလည်နိုင်ပဲနဲ့ခေါင်းကုပ်နေမိပါတယ်ကဲမဘုတ်ကြုံနာမှာခေါင်းကိုတပြေပြေနာကုပ်မနေနဲ့အခုညပဲဟိုညီအကိုကိုသွားခေါ်လိုက်ပါမဘုတ်ကလည်းမျက်လုံးပြူးသွားပါတယ်ဒီညီကိုခေါ်မယ်ဆိုတော့ ဆရာကြီးကဒီကလေးမအပေါ်ကိုရက်ဆက်တော့မလို့လားငါကရက်ဆက်တာမဟုတ်ဘူးမဘုတ်ရဲ့မဖြစ်တင်တာတွေမဖြစ်ရအောင်လို့တားဆီးရကွဥဆန်ပါကလည်းပြောဆိုရင်းနဲ့အိမ်ကအတွင်ကိုဝင်သွားပါတယ်မဘုတ်ကလည်းဥဆန်ပါကိုကြည်ကနားမလည်နိုင်ပဲဖြစ်နေပြီးပါတယ်နောက်တစ်နေ့မနက်မိုးလင်းတဲ့အခါမှာတော့ပေစီတို့ကလည်းကြွဲကြောင်ထွက်လာခဲ့ပါတယ်မိခါနဲ့စိတ်တလုံးတို့ကလည်းလှုပ်เสียရမရှိတာမို့လို့ပေစီအနောက်ကသာလိုက်လာခဲ့ပါတယ်စိတ်တလုံးပြင်ကြွဲကြောင်သားတစ်ပိုင်းဖြစ်နေကကြွဲတွေကိုကူကာမောင်းနေပေးနေပါတယ် ဦးကြီးစိတ်တလုံးလဲကြဲကြောင်သားတစ်ပိုင်းကိုဖြစ်နေပြီနော်အေးဟာဒါနဲ့မိခာနင်းဆရာကြီးဦးစံပါသင်ပေးတဲ့ပညာတွေကိုလေ့ကျင့်နေရဲ့လားလေ့ကျင့်နေပါတယ်ဦးကြီးစိတ်တလုံးရဲ့အေးနေလဲဒီပညာတွေမြန်မြန်တက်မှာပဲမိခာရေဒီပညာမတက်ခင်ငါတော့ကြဲကြောင်တဲ့ပညာတွေကိုတော်တော်လေးတက်နေပြီဟာကြဲများမှာရေကန်အဆက်ကိုဆင်းသွားကရှင်တို့တွေထဲမှာလူးလူနေပါတယ်ပေကြီးကလည်းလေးကွာတလက်ကိုထုတ်ယူလိုက်ပြီးတော့ကဲဒီနေ့တော့ကြဲကြောင်သားပညာအမတ်စင်နှစ်အဖြစ်နဲ့ ငါပြေထွက်ကြမယ်ဗျာ။ဘာငှက်တွေပြစ်မှလဲပေးကြည့်ရ။ဂျိုးတွေ့ရင်ဂျိုးပြစ်မယ်ဗျာ။ခါတွေ့ရင်လည်းခါပြစ်မယ်။ရေကြက်တို့ဖြိုင်းတို့ရရင်လည်းကောင်းတာပဲ။အေးလောက်ကွာငါသားစားရတာဗောဟ။စေတလုံးနဲ့ပေးစီတို့ကလည်းအတိုင်ဖောက်ညီနေကြပါလေ။ပေးစီမှာတော့လေးကွာကိုအသင်ပြင်ဆင်ရင်းနဲ့တော်တန်းကလေးအတွင်းကိုချင်းကပ်လာခဲ့ပါလေ။ခြေတံကိုခတ်လုံလုံထားကချင်းကပ်လာခဲ့တာမို့လို့တော်တန်းကလေးအတွင်းမှာတော့ငှက်တွေကလည်းပေးစီရောက်နေတာကိုသတိမထားမိပါဘူး။ ကျဲတလုံးနဲ့မိခါတို့ကလည်းပေးစည်းအနောက်ကနေလိုက်လာခဲ့ပါတယ်။တနေရာရောက်တဲ့အခါမှာတော့ပေးစည်းကရက်တန်လိုက်ပြီးတော့တေကိုင်းတစ်ခုကိုညှို့ပြလိုက်ပါတယ်။ဟိုမှာကြည်စံဦးကြည်စေတလုံးပေးစည်းပြတဲ့တေကိုင်းမှာတော့လေပင်းမှာအပြာရောင်ရှိနေတဲ့ဂျုံးငတ်ကလေးတစ်ကောင်ကနားနေကတကူးကူးနဲ့အော်မြင်နေပါတယ်။အဲ့ဒါဘာငှက်လဲပေးစည်းရ။ဂျိုးလေပြားလို့ခေါ်တယ်ဗျ။ကင်စားလိုက်ရင်တော့တိတ်ကောင်းတာပေါ့ဗျာ။ပေးစည်းကလည်းငှက်ကလေးကိုလေးကွာနဲ့ထိုးချင်လိုက်ပါတယ်။အဲ့ဒီခါမှာတော့မိခါကလည်းဟဲ့ပေးစည်း ဲ့လိုမလုပ်ပါနဲ့ဟာငါကလေးကချစ်စရာလေးပါဟာချစ်တာကဘိုက်မွာဘူးမိခါရနေအသာနေစမ်းပါပေစည်းကလည်းငါကလေးကိုလေးကွာနဲ့အသာထိုးချိန်လိုက်ပါတယ်မိခါကတော့ငါကလေးရှိနေတဲ့နေရာကိုစီးချလိုက်ပေမဲ့ငါကလေးကတော့ပြောင်မသွားပါဘူးအဲ့ဒီချိန်မှာတော့ပေစည်းကလည်းလေးကွာကိုလွတ်လိုက်တဲ့အခါမှာတော့လောက်စလုံးကငါကလေးထံကိုတတန်းမမပြန်ဝင်သွားပါတယ်မိခါလည်းရုတ်တရက်ထအောင်လိုက်တဲ့အခါမှာတော့ငါကလေးမှလန့်သွားပြီးတော့ထပြန်လိုက်ပါတယ်လေးကွာကလည်းချက်ကောင်းမှုမထီးပဲနဲ့ ငကလေးရဲ့တောင်မတစ်ဖက်ကသာရှက်ထိမှန်သွားပြီးတော့ငကလေးမှာတော့ခက်လန်းလန်းမှရှိနေတဲ့ခြုံပုတ်တစ်ခုအတွင်ကိုပြုတ်ကျသွားပါတယ်။စိတ်တလုံးကလည်းမတ်တက်ထရိုက်လိုက်ပြီးတော့ဟာဟိုခြုံပုတ်ထဲကိုကျသွားပြီကွာလိုက်ဟိပေစင်းနဲ့စိတ်တလုံးတို့ကလည်းခြုံပုတ်စီကိုအပြေးသွားပါတယ်။မိခလည်းငကလေးကျသွားတဲ့ခြုံပုတ်နေရာကိုလက်ညှိုးထိုးလိုက်ပြီးတော့စိတ်ထဲကနေစီဝိုင်းမှတ်လိုက်ကအမြင်ဖြောက်အတွင်းစီကိုချလိုက်ပါတယ်။စိတ်တလုံးတို့ကလည်းတစ်ပင်အောက်ကိုရောက်သွားတဲ့အခါမှာတော့ခြုံပုတ်တစ်ခုလုံးပျောက်ွယ်နေအောင်တွေ့ရပါတယ်။ ဟာဟဲ့ကောင်ပေးစီချုံပိုးကဘယ်ရောက်သွားတာလဲကွပေးစီမှလည်းလှည့်ပတ်ကြည့်ရှုရင်းနဲ့ဟုတ်ပါဗျာခုနကဒီနားမှာချုံပိုးတခုရှိပါတယ်ဗျစိတ်တလုံးတို့ကလည်းအနီးနားမှာလှည့်ပတ်ပြီးတော့ရှာပေမဲ့လည်းချုံပိုးကိုမတွေ့တာမို့လို့အာလျှော်ကပြန်လာခဲ့ပါတယ်မိခါတော့မြေပေါ်မှာကြနေတဲ့လောက်လေးကလေးကိုတွေ့တဲ့အခါဖုံးကွယ်ထားလိုက်ပြန်ပါတယ်ပေးစီကလည်းမြေပြင်ပေါ်ကိုကြည့်လိုက်ပြီးတော့ဟာကျုပ်ရဲ့လောက်လေးကဘယ်ရောက်သွားသလဲဗျငါလည်းဘဲတည်မလဲကွာ အခုနောက်ကငှက်ကိုထီတော့ဒီနားလေးမှာပဲချခဲ့တာပါဗျာအခုပြန်လာတော့မရှိတော့ပါလားမင်းကလည်းကွာတေးသေးချာချာကိုမလုပ်ဘူးလေးကွာမရှိမှာတော့ဒိုးတွေငှက်ဘလို့ပြစ်မလဲကွာမိခလည်းကြီးလိုက်က လေးကွာပြောက်သွားတော့ငှက်ကလေးတွေလည်းအသက်ချမ်းသာရာရသွားတာပေါ့လာပါဒိုးတွေအသီးပဲသွားခုကြတော့ငှက်တွေကိုလိုက်ပြစ်မနေပါနဲ့ငရေကြီးလိုက်မယ်မိခလည်းခေါ်တာကြောင့်မလို့စိတ်တလုံးတို့ကလည်းမလိုက်ချင်မဲနဲ့လိုက်လာခဲ့ပါတယ်။အဲဒီခါမှာတော့ခြုံတစ်ခုအနားကနေအပြတ်ခြုံတော့အတွင်းကနေ ရေကျက်တကောင်ကထပြန်ပါတယ်ပေစည်းကလည်းအားရဝမ်းသာနဲ့ဟာရေကျက်ကြီးပြားဦးကြီးစိတ်တလုံးရစိတ်တလုံးကလည်းဘာမပြောညာမပြောနဲ့မျက်စိအုပ်ထားတဲ့တရေပြားကိုဖွင့်ကားရေကျက်ကိုအလေးထက်နဲ့ပြစ်ခတ်လိုက်ပါတယ်ရေကျက်ကလည်းစိတ်တလုံးပြစ်ခတ်လိုက်တဲ့အလင်းထက်ကိုထိမှန်ကားမိုးပေါ်ကနေဖုတ်ကနေပြုတ်ကျလာပါတယ်ပေစည်းကလည်းရေကျက်ကိုသွားကောက်လိုက်တဲ့အခါမှာတော့ရေကျက်မှာတော့ခြေထောက်နဲ့အတောင်ပိုင်းသာကျန်တော့ပြီးတော့အလေကူလုံးကတော့စိတ်တလုံးပြစ်ခတ်လိုက်တဲ့အလင်းထက်ချိန်ကြောင့်မိကျွမ်းကမဲတူနေပါတယ် ပေစီကလည်းကောင်းကုန်ရင်းနဲ့သွားပါပြီဗျာ။ဦးကြီးစိတ်တလုံးကလည်းလှုပ်လိုက်ရင်အရန်ကြီးပဲဗျ။စိတ်တလုံးကလည်းဘာမှပြန်မပြောဘဲနဲ့ရည်ကြဲကြဲသာလှုပ်နေပါတယ်။ဒီနေ့တော့ဘာလို့လို့အဆင်မပြေပါလားဗျာ။အဖြက်တော့ရှိနေတယ်ဗျာအဖြက်အဖြက်။ပေစီကလည်းရေယူလိုက်ကဒေါ်ရန်ကလေးတွင်ကိုဝင်ရောက်သွားပါတယ်။မိခါလည်းတက်ခိခိနဲ့ရည်မောလိုက်ရင်နဲ့အဲ့ဒီအဖြက်က တခြားသူတော့မဟုတ်ဘူးဟဲ့။အဲ့ဒါငါပဲဟာငါပဲ။မိခါကလည်းခွတ်တိုးခွတ်လန်ရည်မောလိုက်ပါတယ်။ မိခရည်ဒီတာကိုပေစည်းနဲ့စိတ်တလုံးတို့ကမသိလိုက်ပါဘူးမိခကလောက်လေးကွာကိုကင်ကတော်ရင်တနေရာကိုပြစ်ထည့်လိုက်ပါတယ်ကြီးချပြီးတော့ဖျောက်ထားတဲ့ခြုံပိုးကိုလည်းပြန်ပေါ်လိုက်ပြီးတော့ခြုံပိုးအတွင်းကိုပြေးဝင်လိုက်ပါတယ်အဲ့ဒီခါမှာတော့တောင်ပန်ရှက်ထီထားတဲ့ဂျိုးငါကလေးကတော့မြေပြင်မှာလူးလွနေပါတယ်မိခကလည်းဂျိုးငါကလေးကိုကောက်ယူလိုက်ပြီးတော့တစ်ပင်ခွားတစ်ခုပေါ်မှာတင်ပေးလိုက်ကဂျိုးငါကလေးရေနောက်ဆိုရင်ဒီနားမှာလာမနေနဲ့တော့သွားတော့ဝေးဝေးကိုပြန်သွားတော့ဂျိုးငါကလေးကလည်းမိခပြောတာကိုနားလေတယ်လား ခေါင်းတစ်ချက်ညှိလိုက်ပြီးရဲ့နောက်မှာတော့မကြာခင်မှာပဲလေးဘောကိုတဖြည်းဖြည်းချင်းနဲ့ပြန်တက်သွားပါတယ်။ပေကြီးမှာတော့ကျွဲတွေကိုအချိန်ရှိသေးရဲ့ရေတွက်နေလေးရှိတာကိုဂျေတလုံးကလည်းသတိထားလိုက်မိပါတယ်။ဟဲ့ပေစီမင်းမလဲကွာအချိန်ရှိသေးရဲ့ကျွဲတွေကိုကြည့်ပြီးတော့ရေတွက်နေတော့ပဲ။ဒီကျွဲတွေကမင်းပိုင်နေကျွဲတွေမဟုတ်ပါဘူးကွာ။ကိုပိုင်နေကျွဲမဟုတ်လို့သေချာရေတွက်နေရတာပေါ့ဗျာ။ကိုကျွဲသားဆိုရင်တော့ဘာဖြစ်ဖြစ်လွတ်ထားမှာပေါ့။ဦးကြီးစိတ်တလုံးကမသိလို့ပါဗျာ။အဲ့ဒီဒေါ်ပူမာဆိုတဲ့မိမကြီးကအရက်ပူတလို့ စိတ်ကောင်းနှလုံးကောင်းကလည်းမရှိဘူးဗျ။ငါတွေ့ပါတယ်ကွာ။ငါတို့ရောက်တဲ့နေ့ကမင်းကစံတောင်းတာကိုပြောဆိုနေတာငါကြားတာပဲ။ဟုတ်တယ်ဗျ။သူ့ကျွဲတွေကြောင်းရင်းနဲ့ကျွဲတစ်ကောင်ပျောက်ရင်ကျွဲနှစ်ကောင်ပြန်လျော်ပေးရမယ်တဲ့ဗျ။ဒါလို့တင်စီတဲ့မိမကြီးရဲ့ကျွဲတွေကိုကြောင်းပေးမနေပါနဲ့လောက်ကွာ။မကြောင်းပေးလို့ဖြစ်မလားဗျ။ကျုပ်ကိုယုံယုံကြည်ကြည်နဲ့ကျွဲကြောင်းခိုင်းတာသူတို့ပဲရှိတာကို။ညနေဆောင်တဲ့အခါမှာတော့ကျွဲအုပ်ကိုပြန်မောင်းသွင်းလာခဲ့ပါတယ်။တော်ဘူးကျွဲကြံစီကိုရောက်တဲ့အခါမှာတော့တော်ဘူးကလည်းကျွဲတွေကိုကြည်ကား ဟဲ့ငါကြွဲတွေကပိတ်လာကြည်လားနင်းစာကောင်းကောင်းမကြွေးဘူးထင်နေပိစီမဟုတ်ပါဘူးဗျာဒီမှာကြွဲတွေအကုန်ဘိုက်တွေဖောင်းတင်းနေရပါပဲဗျနောက်ပြီးတော့သူတို့ကိုကြောင်းတဲ့နေရာကလည်းရွာကတခြားကြွဲတွေကြောင်းတဲ့လူတွေမလာနိုင်တဲ့မြက်ခွေးနေမှာကျိုးကကြွေးတာပါဗျဝဝလေးလေးစားရပါလေဗျာမလို့ခြင်းမှုအေးဟိုမှာတွေ့လားကြွဲတွေနန်ချားကပိန်ကက်နေရနင့်ဟာလေးတော်တော်ကိုတုံးမကြတဲ့လူပဲပေးစီရဲ့ဒါကြောင့်နင့်ကိုစံနှလုံးပဲပေးမယ်ပေးစီမျက်နာကလည်းညှိုးကြသွားပါတယ် ဒေါ်ပုကလည်းစိတ်တလုံးနဲ့မိခါကိုကြည့်ရင်းနဲ့ဟိုနှစ်ယောက်ကောဘာရက်လုံးညာလဲဘာလဲနင်တို့ကလည်းကြွဲချောင်းပေးရတယ်ဆိုပြီးတော့စံတောင်းအောင်မလို့လားမရဘူးနော်မရဘူးနင်တို့ကငါကကြွဲချောင်းငားထားတာမဟုတ်ဘူးဟဲ့သိပါတယ်ဗျာကျုပ်တို့ကလည်းပြေးနေလို့ခမကြွဲကိုလိုက်ချောင်းပေးတာပါဒေါ်ပုကလည်းငွေသွားကြီးကိုပေါအောင်ပြုံးလိုက်ကအမလေးမကြဘူးတာကြားနေရပါလားပြင်းလို့သူများကြွဲကိုအလကားကြောင်းပေးတဲ့အေးအေးနင်တို့လိုလူတွေများများရှိလို့ကတော့ငါကြွဲချောင်းက ငါကတတ်တာတာပေါ့အေးစိတ်လုံးကလည်းဒေါသထွက်ထွက်နဲ့လက်သေးကိုဆုပ်လိုက်မိပါတယ်မိခါကတော့ရိတ်မိတာမို့လို့ဦးကြီးစိတ်တလုံးရဲ့လက်ကိုဆွဲလိုက်ပြီးဦးကြီးစိတ်တလုံးလာပါတော့ကြပါစို့စိတ်တလုံးကလည်းမိခါခေါ်ရတော့ကိုမလိုက်ချင်မဲ့လိုက်ပါလာခဲ့ရပါတယ်ဒါနဲ့မိခါငါတို့တို့မမကြီးကခီးစရိတ်တွေပေးလိုက်တယ်မဟုတ်လားဟာဒီသားမိကတလောက်တနာဖို့ကောင်းတာဟာသူတို့ကိုငွေနည်းနည်းလောက်တော့ပေးလိုက်တာပေါ့ပေးမှာပါဦးကြီးစိတ်တလုံးရဲ့အခုကသူတို့ကိုစမ်းတက်နေရမို့လို့ပါ ဘာလီစမ်းတန်နေရလဲမိခရဲ့သူတို့သားမေကျမတို့ကိုဘယ်ချိန်ထိမကြီးမညူပဲနဲ့တင်ကျွေးထားနိုင်မလဲဆိုတာကိုစမ်းတန်နေတာပါသူတို့ညီညူလိုက်ရင်ဘယ်လိုလုပ်မလဲအဲ့ဒီခါကျမတို့ကသူတို့သားမေကိုငွေထုတ်ပေးလိုက်တာပေါ့ရှင်အခုတော့တရက်ကို30ဒုံးနဲ့တွက်ထားတယ်တကယ်လို့သူတို့9ရက်မှညူစုလာပြီဆိုရင်90ပေးမယ်10ရက်မှညူစုတယ်ဆိုရင်တော့100ပေါ့ရှင် ဖြစ်ပါမလားမိခရဲ့နေဟာကလည်းတမျိုးကြီးပဲနော်ဟာဖြစ်ပါတယ်ဦးကြီးစိတ်တလုံးရာဟုတ်တော့ ပဝါလေးဘယ်နှကြခဲ့တယ်လဲမသိဘူး။မိခါကလည်းနဘေးပတ်ဝန်းကျင်ကိုလှည့်ပတ်ပြီးတော့ရှာလိုက်ကကျွဲကြံထဲမှာကြံခဲ့တာဖြစ်ပဲ။ဦးကြီးစိတ်တလုံးအရင်သွားနေနော်။ကျမနောက်ကနေလိုက်ခဲ့မယ်။စိတ်တလုံးကလည်းငိုင်းဆိုင်ငိုင်းဆိုင်နဲ့ရှောက်သွားပါတယ်။မိခါကလည်းကျွဲကြံစီကိုအသာလေးပြန်လျှောက်ခဲ့ပါတယ်။ကျွဲကြံမှာတော့ပေတရာပတ်လေခန့်ကျဲဝန်းပြီးတော့တလုံးတိုင်တွေမျိုးတိုင်တွေနဲ့ကာရန်ထားကခြံတကားကိုလည်းတေချာပြုတ်လုပ်ထားတာမို့လို့ကျွဲတွေမှာလွတ်ထပ်သွားပေါ်ရမဖြစ်နိုင်ပါဘူး။ မိခကလည်းကြွဲကြံကြီးကိုကြည်ကတစ်ချက်ပြုံးလိုက်ပါတယ်။အမှန်စစ်စစ်အားဖြင့်တော့မိခကကြွဲကြံမှာပဝါကြံခဲ့ခြင်းမဟုတ်ဘဲနဲ့ကြွဲကြံပိုင်ရှင်တော်ဘူးကိုပညာပေးလို့ရတာနေခဲ့ခြင်းဖြစ်ပါတယ်။မိခကလည်းကြွဲကြံကိုပတ်ပတ်လေကရထားတဲ့တိုင်တွေကိုကြည်လိုက်ကတိုင်တတိုင်ကနေတတိုင်ကိုကူးပြောင်းပြီးတော့စိတ်ဆွမ်းအင်းနဲ့စီဝိုင်းတစ်ခုတစ်ခွဲမှတ်ယူလိုက်ပါတယ်။အဲဒီနောက်မှာတော့မန်နယ်ကိုယူဆိုလိုက်ပြီးတော့ကဲကြွဲတကောင်ပျောက်ရင်နှကောင် အစားလိုခြင်းနဲ့တော်ဘူးမှာရေ။ရှင်ချန်တွေကကြွဲတွေအကုန်ပျောက်သွားရင် ရှင်မျက်ခွက်ကြီးဘလို့နေမလဲဆိုတာကိုကြည့်လိုက်ချင်းသေးတယ်။မိခါကလည်းကြွဲကြံကိုအမြင်ကွဲတဲ့စီးချပေးလိုက်ပါတယ်။အဲဒီခါမှာတော့ကြွဲကြံအတွင်းကကြွဲတွေဟာလည်းပျောက်ချင်းမလားပျောက်သွားပါတယ်။ဒါမျှသာမကသေးပဲနဲ့ကြွဲတွေရဲ့အော်တန်ကိုမကြားစေဖို့အတွက်အတန်ဖျောက်တဲ့စီးကိုလည်းချလိုက်ပါတယ်။မိခါကလည်းဂဲတလုံးကိုကောက်ခံလိုက်ကဒေါ်ဘူးအိမ်ပေါ်ကိုပစ်တင်လိုက်ပါတယ်။အိမ်ကောင်ပေါ်ကိုဂဲကြတာမို့လို့ဒေါ်ဘူးမကလည်းဆဲဆိုပြီးတော့အပြင်ကိုထွက်လာခဲ့ပါတယ်။ဟဲ့ဘယ်ကကလေးကဝါလေးလက်တဲဆန်းလိုက်တာလဲ။ ဒေါ်ပူးကလည်းပတ်ဝန်းကျင်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ကျွဲချံအတွင်မှာကျွဲတစ်ကောင်မှမရှိတဲ့အဖြစ်ကိုမြင်တွေ့သွားပါတယ်။အမလေးလောက်ကြပါအောင်တော့ကျွဲတွေဘယ်ပြောက်ကုန်တာလဲ။ဒေါ်ပူးကလည်းအော်ဟစ်ပြီးတော့ကျွဲချံအတွင်ကိုဝင်သွားပါတယ်။ကျွဲတွေကိုမတွေ့တဲ့အခါမှာတော့မြေပေါ်မှာထိုင်ချကငိုယိုနေပါတော့တယ်။မိခါရဲကြိတ်ပြီးတော့ရည်နေလိုက်ပါတယ်။မှတ်ထားမိမကြီး။မှတ်လောက်သားလောက်ဖြစ်သွားအောင်လို့တညလောက်တော့ကျွဲတွေကိုဖျောက်ထားလိုက်ဦးမယ်။မိခါရဲပေစီတို့တဲကလေးစီကိုပြန်လာခဲ့ပါတယ်။ ညနေခင်းထမင်းစားနေတဲ့အချိန်မှာတော့ရွာသကြီးနဲ့လူကြီးတချို့ကလည်းတဲစီကိုရောက်လာခဲ့ပါတယ်။မောင်ပေစီမင်းကျွဲတွေကိုတင်းတင်းချာချာကြောက်ရလားကွ။ကြောက်ပါတယ်တကြီးကအခုညနေကတော့ဒေါ်ဘူးကျွဲကြံတွေကိုကျွဲတွေထည့်ပေးခဲ့တာပဲလေ။တကောင်မှမပြတ်ပါဘူးဗျ။တကြီးကလည်းခေါင်းကုပ်ရင်းနဲ့အေးကွာဘလို့ဖြစ်တယ်မသိပါဘူး။ဒေါ်ဘူးချန်တဲ့ကကျွဲတွေအကုန်လုံးပြောက်ကုန်လို့ကွ။ပေစီကလည်းမျက်လုံးပြူးသားနဲ့ဘလို့ဖြစ်တာလဲတကြီးရဲ့။ကျွဲကြံတကားများပွင့်သွားလို့လား။ တခါလဲမပွင့်ဘူးလို့ဒေါ်ပုကပြောတာပဲကွာအခုကတကောင်တလေမဟုတ်ပဲနဲ့အုပ်လိုက်ပြောက်သွားတော့ဒေါ်ပုလည်းအယူတစ်ပိုင်းဖြစ်နေပြီပေါ့ကွာစေတလုံးကလည်းရီမောလိုက်ကကောင်းတယ်ကောင်းတယ်အဲ့ဒီမိမကြီးအဲ့ဒီလိုခံရတာကောင်းတယ်ဟဲ့မိခါကလည်းစေတလုံးရဲ့ပေါင်ကိုလှမ်းဆွဲကုတ်လိုက်ရပါတယ်ပေစီကလည်းလက်ဆေးလိုက်ပြီးတော့ကျွန်တော်လိုက်ကြည့်ပေးပါမယ်တကြီးကျွန်တော်ចောင်းလာဆိုတော့ကျွဲတွေကကျွန်တော်ကိုတော့အတော်ခင်နေပြကျွန်တော်ရှာကြည့်ပါဦးမယ်ဒေါ်ပုခြံထဲမှာကျွဲတွေပြောက်သွားတဲ့အဖြစ်ကလည်း ိုးလေးတကြောဖြစ်တော့ပါတယ်။ဒေါ်ပုမှလည်းဗရာမြေလူဖြစ်ကထမိန်ပြီးမနိုင်တော့ပါဘူး။မိခါမှာတော့ဒေါ်ပုအဖြစ်ကိုမြင်ကတနာမိသွားပါတယ်။အဲ့ဒီလိုတဲ့ပေးစီအနည်းကိုတိုးကပ်ကဒီမဲ့ပေးစီကျွဲတွေရှာပေးမယ်လို့ပြောလိုက်။ဒါပေမဲ့ကျွဲတစ်ကောင်ကိုတစ်ကြက်နှုန်းနဲ့ကျွဲ25ကောင်ကိုအစိတ်ပေးရမယ်လို့ပြောလိုက်။ပေးစီကလည်းမိခါကိုတူတူကြီးကြည့်နေနဲ့ဒီလိုပြောလို့ဖြစ်ပါမလားဟ။သူ့ကျွဲတွေဘယ်ရောက်သွားတယ်ဆိုတာငါလည်းမသိပဲနဲ့။ပြောလိုက်စမ်းပါဟာငါရအောင်လုပ်ပေးပါမယ်။ ပေးစည်းကလည်းအခြေကိုတိုးသွားပြီးတော့ကျွဲတွေကိုကြုတ်လိုက်ရှာပေးမယ်တော့ဘူးဒါပေမဲ့ကျွဲတွေတွေ့ရင်ကျုပ်ကိုတကောင်ကိုတစ်ချက်နှုံးနဲ့ကျွဲ25ကောင်ကို25ချက်ပေးရမယ်ဒေါ်ဘူးကလည်းမျက်လုံးပြူသွားပြီးတော့မင်းဘာပြောလိုက်တဲ့ပေးစည်းကျွဲတွေဘယ်မှာရှိတယ်ဆိုတာကိုမင်းသိသလားကျွဲအုပ်သွားနိုင်တဲ့နေရာတွေကိုကျုပ်တွေးမိပြီးသားပါအဲ့ဒီခါမှာတော့တကြီးကလည်းဒါတော့ခမရပေးတင်ပါတယ်ဗျာဒေါ်ဘူးကလည်းခေါင်းကြည့်လိုက်တာ ပေးပါမယ်ကျွဲတွေအကုန်ပြန်ရှာတွေ့ရင်တော့ပေးပါမယ်ရှင်မိခရတဲ့အရှိကိုထွက်လာပြီးတော့ကဲဒါဖြစ်ရင်လည်းအားလုံးလိုက်ရှာကြတာကောင်းမယ်ထင်တယ်ကျွဲရှာတဲ့သူတွေကလည်းအရက်လေးမျက်နှာကိုထွက်ခွာသွားပါတယ်ဒေါ်ပုမှာတော့နှလုံးတုံနှူးနာမှုလို့အိမ်ပေါ်ကိုတက်သွားကသွေးစီသွားတောင်နေပါတယ်ဒေါ်ပု ပြန်ဆင်းလာတဲ့အချိန်မှာတော့ကျွဲချံအတွင်းမှာကျွဲတွေကိုတွေးလိုက်ရပါတယ်ဒေါ်ပုမှာတော့ခေါင်းကုပ်လိုက်ရင်းနဲ့အလိုတော့ကျွဲတွေဘလို့ပြန်ရောက်လာတာပါလိမ့်ဒေါ်ပုအမြင်မှားတာနေမှာပါကျွဲတွေကခြံထဲမှာပဲရှိနေပါတယ် မဟုတ်ပါဘူးငါအခုနှက်ကတေချောင်းကိုကြည့်ပြီးသားပါမိခါကလည်းလဝါဖြန့်လိုက်ရင်းနဲ့ကဲတော့ဘူးငွေအစိတ်ပေးပြီးတော့ဒေါ်ပုမကလည်းသွားလေးကိုဖြင်းရင်းနဲ့အချင်းချင်းတွေပဲပေးစီရဲ့အစိတ်ကတော့များလို့မှလည်း30လောက်ပဲယူလိုက်ပေါ့ဟုတ်ပြီလားအဲ့ဒီခါမှာတော့မိခါကလည်းရတယ်လေဒါဆိုရင်လည်းကြွဲကြံတွေကကြွဲတဝက်ကိုအပြင်ကိုပြန်ပြီးတော့မောင်းထုတ်လိုက်တာပေါ့မိခါလည်းလှည့်ထွက်သွားတာမို့လို့ဒေါ်ပုကလည်းမိခါလက်ကိုဆွဲလိုက်တာ အမလေးမလုပ်ပါနဲ့မမိကြီးမရဲ့တကယ်လည်းညှိမလဲစိတ်ကြည့်ပဲရော့ရော့ငွေအစိတ်ဒေါ်ပုကလည်းမိခါထံကိုပတ်စံတွေလှမ်းပေးပါတယ်မိခါလည်းပတ်စံတွေကိုယူလိုက်ပြီးတော့ပေစီရဲ့လက်ထဲကိုထိုးပစ်လိုက်ပါတယ်ပေစီကလည်းငွေတွေကိုကြည့်ကကြောင်အံ့အံ့ဖြစ်နေပါတယ်အဲ့ဒီနောက်မှာတော့သုံးဦးသားအိမ်ကိုပြန်လာခဲ့ပါတယ်ညနေစာစားတော့ပြီးတဲ့အခါမှာတော့ဒေါ်နုကလည်းအကျွေးတွေကိုပေးချေရမယ်လို့ဆိုကာအိမ်ကနေထွက်ခွာသွားပါတယ်စေတလုံးကလည်းစေးလေးတောက်ချင်းလာတယ်လို့ဆိုပြီးတော့ရွာထဲကနေထွက်သွားပြန်ပါတယ် အင်္ဂလိပ်ရှိမှာတော့မိခါနဲ့ပေစီတို့နှစ်ဦးသာကြံ့နေခဲ့ပါတယ်။ပေစီကတော့မိခါထက်အသက်တနှစ်ကျော်ခန့်ငယ်ရွယ်ပါတယ်။ဒါနေလောက်တာမဟုတ်လားမိခါ။ဟုတ်တယ်။ဒီမိမကြီးကိုကြည့်မရလို့မှတ်လောက်သားတော့ငါလှုပ်ပေးလိုက်တာ။ငါသိပြီးသားပါမိခါရ။နေရောဦးကြီးစိတ်တလို့ရောအစွမ်းထက်တဲ့မော်တက်တွေကိုပိုင်ဆိုင်ထားတယ်ဆိုတာငါသိပြီးသားပါ။ဒါပေမဲ့နောက်ကိုဒီလိုမလုပ်ပါနဲ့ဟာ။ဘာဖြစ်လို့လဲပေစီ။ငါတော့ဒေါ်ပုတယောက်ဒီလိုပဲခံသိနေလို့ယူဆတယ်။ ပေစီကလည်းတပြေတစ်ချက်ချလိုက်ပြီးတော့သူများကိုမှော်နဲ့ပြုစား၆စားတာတွေလုပ်နေရမှာတော့ဒီတို့လည်းစုံနေနဲ့ဘာကွာတော့ပါမလဲဟာဒီလိုလုပ်တာကလူကောင်းတွေရဲ့လုပ်ရဖြစ်ပါမလားပေစီကပြောလိုက်တဲ့အခါမှာတော့မိခါကလည်းတွေ့ဝေသွားပါတယ်ဒီငွေအစိတ်ဆိုတာငါတို့သားမိတွေအတွက်တော့များပြားတဲ့ပမာဏဆိုတာငါသိပါတယ်မိခါရဒါပေမဲ့ဒီငွေတွေရတော့ငါမပြောဘူးဟာသူများမျက်ရည်ပေါက်ကြီးငယ်ကြပြီးတော့မှရလာတဲ့ငွေတွေကမတန့်စင်ဘူးလို့ငါယူဆတယ်ဒါဆိုတော့ဘူးကနေ့ကိုပြောဆိုနေပြီးတော့ နေလုံအားကားတွေကိုနှိပ်ပြီးတော့ပေးနေတာကရောတန့်ကျင်နေလို့နေရထင်းနေရတာပေးစည်းကလည်းမိခါရဲ့အမေအတွက်အဖြေမရှိပါဘူးငါကတော့ဒီလိုပဲဖြစ်တယ်လို့ထင်တယ်လောကမှာတန့်ကျင်တဲ့ငွေဆိုတာရောရှိလို့လားလူတွေအကုန်လုံးကကိုယ်အစွမ်းစားကိုယ်ရည်ချင်းနဲ့ငွေရှာနေကြတာပဲလေဟာအာနာရှိရဲ့လူကလည်းအာနာကိုအသုံးချပြီးတော့ငွေချတယ်ပညာရှိရဲ့လူကလည်းပညာကိုအသုံးချပြီးတော့ငွေရှာတယ်လူဆိုတာကကိုကသာမျက်မှန်ရကြပြီပဲသူများကိုဆိုနေဆုံးပဲပေးချင်တတ်ကြတာတဘာဝပဲမဟုတ်လား ီတော့ငွေကြေးမှာတန့်စင်တယ်ဆိုတာမရှိဘူးဒီငွေကြေးဆိုတာကိုဖြစ်လာကလေးကငါတို့လူတွေကမတန့်စင်တော့အကြပြီးဟငါတို့ပညာတွေကိုနေသာတက်ကြည့်ပါလားနေရောဒီပညာတွေနဲ့ငွေမရှာဘူးလို့အားမခံနိုင်လားနေစိတ်တဲ့တွေကအရန်ကြက်တဲ့နေပြီးခါငါကစိတ်ကျမ်းတာမဟုတ်ဘူးဒါပေမဲ့ငါစိတ်ကနေလို့စိတ်ကူးရင်မဆန်းတာတော့သိကြတယ်မိခကလည်းစိတ်တူတူနဲ့အိမ်ထဲကိုလှမ်းဝင်လာခဲ့ပါတယ်ညနေနေပြီဖြစ်ပါတယ်ရွာရှိပိုင်းကနေတကောင်ကျက်တူတန်တွေကိုကြားနေရပါပြီ။ မိခါတဲ့အိတ်နေရာကနေတိတ်တဆိတ်ထားလိုက်ပါတယ်အိတ်ထဲကနေထွက်လာပြီးတော့အိမ်ပြောင်ကြီးစီကိုသွားဖို့အတွက်ကွင်းကြီးကိုဖြတ်ရန်ပြင်ဆင်လိုက်ပါတယ်အဲ့ဒီချိန်မှာတော့ရထားလမ်းပေါ်မှာလူစိဦးခန့်ကငိုက်ဆိုင်ငိုက်ဆိုင်နဲ့လမ်းလျှောက်လာခဲ့ပါတယ်မိခါကလည်းခြုံွယ်တူကိုအတွင်းမှာပုံအောင်လိုက်ပြီးတော့အဲ့ဒီလူတွေရဲ့အမြင်အာရုံကနေပုံကွယ်လိုက်ပါတယ်ဟဲ့ကောင်လေးရှေ့နားဆိုရင်ဒီကောင်လေးရဲ့အိမ်ကိုရောက်ပြီမဟုတ်လားဟုတ်တယ်မြစ်ထားလမ်းအစဉ်ကခုံးကလေးပေါ်မှာသူတို့သားမိနေတဲ့တဲကလေးရှိတယ်တဲ့မင်းတို့ကိုတခါလေးမှားထားမယ်နော် တနာရီဘာတွေငါမလို့ချင်းဘူးဒေါ်ပုကမှားထားတယ်မဟုတ်လားသူတို့သားမိကိုငွေအစိတ်နဲ့တန်အောင်ရိုက်ခဲတဲ့ဒါမျိုးကတော့ကျုပ်တို့ကလည်းလက်ရည်သွေးချင်နေရကြာဖို့ဗျဒီသားမိနှစ်ယောက်လုံးကိုရိုက်မယ်ပြင်အိမ်ကိုပါမီးရှို့ပြစ်မယ်ဗျာဟာဒါတော့တော့မလုပ်နဲ့ဒီကွာသူတို့အင်္ဂလိပ်မီးလောင်လို့ရွာကလူတွေကဝိုင်းလာရင်တို့ကမီးသွားမှာပေါ့ကွာပူစရာမလိုပါဘူးအာစရိယာသူတို့တဲပုတ်လေးမီးလောင်တာကရွာကတည့်ရဲ့အချိန်ပြတော်ကြာနေလောက်ရောပေါ့အေးမင်းပြောတာလည်းဟုတ်တယ် ။ဘာပဲဖြစ်ဖြစ်တို့တွေလက်စွမ်းပြကြတာပေါ့ဟိ။ဒေါ်ပုကလည်းငါတို့ကိုပေးမယ်ကမ်းမယ်လို့ပြောထားတယ်မဟုတ်လား။လူမိုက်တွေရဲ့အတန်ကိုကြားတဲ့အခါမှာတော့မိခါကလည်းဒေါသထွက်သွားပါလေ။ဒါကြောင့်မလို့အင်္ဂလိပ်စီကိုအမြန်ပြန်လာပြီးတော့အင်္ဂလိပ်ကိုအတွင်းစီပြင်စီခြာကဖွက်ထားလိုက်ပါလေ။လူမိုက်တွေကတော့ကိုယ့်ပြည်ကြီးအတွင်းမှာလှည့်ပတ်ပြီးတော့ရှာနေပါလေ။မဟုတ်သေးပါကွာဒေါ်ပုပြောတော့ဒီနားမှာသူတို့တဲတီရှိတယ်ဆိုပဲကွာဟုတ်ပါအာစရိယာရှာတာလဲနဲ့နေပြီဘဲကိုရောက်တော့တယ်မသိပါဘူးဗျာ လူမိုက်တစုကလည်းအင်္ဂလိပ်ရဲ့တင်းနေရာကိုအတိအကျမသိတာမို့လို့ကွေးပြည်ကြီးအတွင်မှာလှည့်ပတ်ပြီးတော့ရှာနေပါတယ်မိခရလည်းလက်ကောက်မှာပတ်ထားတဲ့တန်ရွယ်ရှင်ကိုကြည့်လိုက်ပြီးတော့ကဲတန်ရွယ်ရှင်ရေဒီလိုတွေအကြောင်းသိသွားအောင်လို့ပညာနည်းနည်းလောက်ပြလိုက်စမ်းပါတန်ရွယ်ရှင်ကလည်းတီးကောင်းတပွဲဖြစ်သွားကမြေကြီးပေါ်ကိုပြုတ်ကျပြီးတော့မြေအတွင်းကိုတိုးဝင်သွားပါတယ်လူမိုက်တစုကလည်းဟိုးဒီဒီရှာပွေနေတဲ့အချိန်မှာမြေကြီးကလည်းတုန်လှုပ်သွားပါတယ်အဲ့နောက်မှာတော့မြေကြီးအတွင်းကနေလူကြီးပေါင်လုံးခန့်ရှိတဲ့အကောင်ကြီးတစ်ကောင်ကတိုးထွက်လာခဲ့ပါတယ် အဲဒီအကောင်ကြီးကိုမြင်တွေ့တဲ့အခါမှာတော့လူမတွေကလည်းကြောက်လန့်တကြအော်ဟစ်ကထွက်ပြေးကြပါတယ်။တန်ရွှေရှင်ကလည်းမြေပေါ်မှာရှက်တိုက်ကအဲဒီလူတွေရဲ့နောက်ကိုလိုက်နေပါတယ်။လူမတွေကတော့ပစိုးပေမနိုင်တော့ပဲနဲ့အသက်လူကထွက်ပြေးကြပါတယ်။ကဲတန်ရွှေရှင်ပြန်လာခဲ့။မိခါကခေါ်လိုက်တဲ့အခါမှာတော့တန်ရွှေရှင်ကလည်းမြေအောက်ကိုတိုးဝင်ပြောက်ွယ်သွားပါတယ်။အဲဒီနောက်မှာတော့မိခါရဲ့ခြေထောက်အနီးကနေငကိုအရွယ်စားတိုင်းပေါ်ပေါက်လာကမိခါလည်းတန်ရွှေရှင်ကိုကောက်ယူလိုက်ပြီးတော့လက်ပြန်ပေါ်ကိုတင်းလိုက်ရင်းနဲ့ ဒီကောင်တွေပြန်လာရင်ခတ်ဦးမယ်။ငါပြန်မလာခင်အထိတော့အင်ကလေးကိုဖွက်ထားခဲ့ဦးမှာပဲ။မိခါလည်းအဲ့လိုရေးရွပြီးတော့ဒေါ်အတွင်ကိုဝင်လာခဲ့ပါတယ်။အိတ်တကြီးထဲကိုမိခါရောက်လာတဲ့အခါမှာတော့ဦးစံပါကလည်းအံ့ဩနေပါတယ်။မိခါကလည်းမိမိအစွမ်းတွေကိုထုတ်ပေါ်ပြသလိုက်တဲ့အခါမှာတော့ဦးစံပါကလည်းခေါင်းညှိလိုက်ပြီးဒုတိယအဆင့်ကိုလည်းမေးအောင်မြင်နိုင်ခဲ့ပြီပဲ။တတိယအဆင့်ကတော့အမြင်ကြားရတာမကစိတ်အာရုံခံစားမှုတွေကိုပါပိတ်လောင်ထိ ंछ ုံနိုင်တဲ့တူတာဝပတိစီးချတဲ့နည်းပဲ။ အကြောင်းကိုလည်းစီးချလို့ရတယ်အမေကိုလည်းစီးချလို့ရတယ်မဟုတ်ဘူးလားဆရာကြီးရဲ့အခုစီးချတဲ့နေ့ကလိုအပ်သေးလို့လားမင်းကတာမန်သူတွေရဲ့အကြအာယုံနဲ့အမြင်အာယုံကိုသာစီးချပိတ်ပေထားလို့ရပြီမဲ့အကြအမြင်ရနေတဲ့လူတွေစိတ်နယ်ပယ်ကိုဖြန့်ကျက်တတ်တဲ့လူတွေနောက်ပြီးတော့စီးချထားတာကိုမြင်နိုင်တဲ့ပညာသည်တွေရဲ့လက်ကနေတော့မလွတ်မြောက်နိုင်သေးဘူးမိခာဒီနေ့ကစိတ်အာယုံဖြန့်ကျက်တဲ့နေ့တွေကိုပါစီးချပိတ်လောင်ထားနိုင်တယ်ဦးဆန်ပါကလည်းမိခာကိုတင် जा ပေးလိုက်ပြီးရဲ့နောက်မှာတော့ မိခါတယောက်ကလည်းအိတ်ကြီးပေါ်ကနေထွက်ခွာသွားပါတယ်။မိခါထွက်ခွာသွားတဲ့အခါမှသာဦးစံပါကလည်းဒေါ်ဘုတ်ဘက်ကိုလှည့်လိုက်ပြီးတော့မတ်ဘုတ်ခမည်းကိုကြုတ်ပါပြောထားတယ်။မန်ကေးတောင်ကရခိုင်ကြီးနောင်ကိုခမည်းမစင့်ခေါ်ရသေးဘူးလား။မနေ့ကဆရာကြီးခေါ်ခိုင်းကြတဲ့ကသူတို့ကိုစင့်ခေါ်ပြီးသားပါ။သူတို့ကလည်းလာမယ်လို့ပြောပါတယ်။ဒီနောင်ကအဲ့ဒီလိုပဲအချိန်ကိုမလေးစားအလုံးမတိကြတဲ့လူတွေပဲ။အခုထပ်ပြောလိုက်။မနေ့ပြန်ကြတော့ဒီကိုရောက်ကိုရောက်လာမယ်။မိခါဆိုတဲ့ကလေးမကိုတုတ်တင်ရှင်းလိုက်ရမယ်လို့ပြောလိုက်။ ဟုတ်ကဲ့ပါဆရာကြီးဒေါ်ဖို့ကလည်းဦးဆံပါပြောလိုက်တဲ့အတိုင်းစာရွက်တွေအပေါ်မှာချရေးလိုက်ပြီးရဲ့နောက်မှာတော့အိမ်ကန်းတစ်ခုတွင်းကိုဝင်လာခဲ့ပါတယ်သပွဲပေါ်မှာတင်ထားတဲ့လူရိုးကောင်းကြီးတစ်ခုရဲ့ပါဇက်အတွင်းကိုအဲဒီစာရွက်လေးလေးကိုထည့်လိုက်ကာအရိုးကောင်းကြီးရဲ့ငယ်လေးပေါ်မှာဖျောင်းနိုင်တဲ့တိုင်ကိုထုံးကြည့်လိုက်ပါတယ်မှန်ကေးတောင်ကရက်ခါညီတောင်ကိုပင့်ဖိတ်ပါတယ်ဆရာကြီးရဲ့အမိတ်နဲ့အမြန်လာကြပါအဲ့ဒီခါမှာတော့အယိုးချောင်းကောက်ရဲ့ဟောင်းလောင်းကြီးဖြစ်နေတဲ့မျက်စိပေါက်ကနေအနီးရင်းရင်မီးအောင်ကြီးတွေတောက်လောလောင်ပြီးတော့ အယိုးကောင်းကြီးရဲ့ဗဇက်ကလည်းဝူဝဝအတန်ကြီးထွက်ပေါ်လာခဲ့ပါတယ်။ဦးစံပါကလည်းအိမ်ကန်းကြီးအတွင်ကိုဝင်လာခဲ့ပါတယ်။အိမ်ကန်းကြီးရဲ့အလဲမှာတော့ကျိုးကလေးကြီးတစ်လုံးရှိကကလေးပေါ်မှာတော့မင်းကလေးတူကအိမ်မောကျနေပါတယ်။ဦးစံပါကလည်းမင်းကလေးရဲ့နဘေးမှာဝင်ထိုင်လိုက်ပြီးတော့မနေ့ပြန်ဆိုရင်တော့ကိုနေပြည့်ပြီပေါ့သမီးရဲ့။ကိုနေဆိုပေမဲ့အဖေအတွက်ကတော့မနေ့တနေ့ကလိုပါပဲ။မင်းကလေးကတော့ကြောက်ရွံ့ကြီးတစ်ခုလားငြိမ်သက်လို့နေပါတယ်။ပရိသတ်တွေခုနားချင်ကြရတဲ့ဇလန်လေးကတော့ စာရေးသူအက္ခဇော်ရေးသားထားတဲ့အဝိဇ္ဇာတော်တောင်းဇလန်လေးရဲ့အခန်းစာဖြစ်တယ်။အဝိဇ္ဇာတော်တောင်းနဲ့ကြွဲပြောက်တဲ့ညဆိုတဲ့ဇလန်လေးကိုနားဆင်ကြရတာပဲဖြစ်ပါလေရှင်။နောက်ထပ်လည်းကျွန်တော်တို့ channel လေးကနေဇလန်ကောင်းလေးတွေကိုရွေးချယ်တင်ဆက်ပေးသွားအောင်မှာဖြစ်တာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။နာတော်ရဆင်ပြေခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါရစေ။ဇလန်လေးကိုတော့ကျွန်မပပကတင်ဆက်ပေးခဲ့တာပဲဖြစ်ပါလေရှင်။